တမတော်အနေနဲ့ဧပယ်လ၂ရက်နေ့ရနေ22ရက်နေ့ထိပြက်ခတ်တိုက်ခိုက်မှုရပ်ဆဲထားတဲ့အချိန်မှာ EAO များအနေနဲ့ပြက်ခတ်တိုက်ခိုက်မှုရပ်ဆဲထားတာကို အခွင့်ကောင်းယူပြီးတမတော်စခန်းများပြည်သူလူနေအိမ်ခြေများရပ်ကွက်များကိုတိုက်ခိုက်လျက်ရှိပါတယ်။ KIA အနေနဲ့ဧပယ်လ23ရက်နေ့ည10:00နာရီလောက်မှာဗမော်မင်းလာရပ်ကွက်မှာရှိတဲ့ လူတွေအင်ဂျီတွေနဲ့တမ်ရောရဲ့ကင်းစကန်းတစ်ခုကိုလာရောက်ပြစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ် KNBB KND ရဲ့အနေနဲ့ဧပြီလ23ရက်နေ့မနက်9:00နာရီမှာဘော်လကဲမှာရှိတဲ့လုံခြုံရေးစကန်းတစ်ခုကို drone နဲ့လာရောက်တိုက်ခတ်ခဲ့တာတွေ့ရပါတယ် KNU အနေနဲ့ဧပြီလ12ရက်နေ့ည7:00နာရီအချိန်လောက်နဲ့ဧပြီလ23ရက်နေ့ ည9နိုင်ခွဲလောက်မှာထိထစခန်းကိုဒရောဘုံနေနဲ့ဒရုန်းနေနဲ့လာရောက်တိုက်ခတ်ခဲ့ပါတယ်ဒရောဘုံ90ကျော်လောက်လာရောက်ပစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်ဧဘလာ7ရက်နေ့နေ့လယ်တနားခွဲမှာမြင်းမူအလကပ်ပမှာ PDF အဖွဲ့တွေကဒီအလကပ်ပကြီးရွာမှာရှိတဲ့လူနေအိမ်ကြီးတွေနဲ့ လုံခြုံရေးစခန်းတစ်ခုကိုလာရောက်ပစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်။လာတူစလင်းဘက်မှာလည်းညနေ၄နာရီခွဲလောက်မှာတစ်ခေါက်တောင်လုံခြုံရေးစခန်းကို drone နဲ့လာရောက်ပစ်ခတ်ကြောင်းတွေ့ရှိရပါတယ်။ဒီနေ့ညနေ6နာရီတိကျွန်တော်တို့မန္တလေးငလင်ကြီးကျောင်းတေဆုံးထံရရပျောက်ဆုံးစီးများအနေနဲ့တေဆုံးသူစုစုပေါင်း3,906ဦးထံရရရှိသူစုစုပေါင်း 9029ဦးနဲ့ပျောက်ဆုံးသူစုစုပေါင်း130ဦးရှိပါတယ်။နိုင်ငံတော်ဆိုးရအနေနဲ့မိသားစုများနဲ့ထပ်တူပါနဲ့ခြေခွဲရပါတယ်။နိုင်ငံတကာကူညီထောက်ပံ့မှုအနေနဲ့နိုင်ငံ24နိုင်ငံကလေရင်133ကောက်ဖြစ်ပါတယ်။ကယ်ဆေးဝန်တန်း1862ဦးရောက်ရှိခဲ့ပါတယ်။ကုန်ပစ္စည်းများထောက်ပံ့ပို့ဆောင်ရေးပစ္စည်းများတန်ကြေး2200 30တန်းကျော်ရောက်ရှိပြီဖြစ်ပါတယ်။ကဲဆေးပစ္စည်းတန်စိန်1180တန်းကျော်ရောက်ရှိပြီဖြစ်ပါတယ်။တကြံကာလမှာလည်း KIA PDF KNU အပါဝင်တိုင်းရင်းသားများနဲ့လက်နက်ကင်များကစစ်တပ်ကိုတူညာတိုင်းဝန်တိုက်ခိုက်နေစေဟုဇော်မင်းထွန်းပြောဆိုတော်လဲစစ်တပ်ဤလေကြောင်းတိုက်ခိုက်မှုများကိုတစုံတစားမှထုတ်မပြောတကြံကာလမှာလည်း KIA PDF KNU အပါဝင် တိုင်းဒါလက်နက်ကိုင်များကစစ်တပ်ကိုဒုညကိုင်းဝန်တိုက်ခိုက်နေစေဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်စီ၏ပြောခွင့်ရပုဂ္ဂိုလ်ဇော်မင်းထွန်းကယမန်နေ့ညပိုင်းထုတ်ပြန်ပြောဆိုသည့်ဧပြီလ2ရက်နေ့မှဧပြီလ22ရက်နေ့အထိအကြမ်းဖက်စစ်ကောင်စီကငလင်ပေးကူညီရေးအတွက်အပြစ်ခတ်ရစဲထားတော်လဲ KIA PDF KNU အပါအဝင်တိုင်းဒါများနှင့်လက်နက်ကိုင်များကစစ်တပ်စခန်းကို တိုက်ခိုက်နေကြောင်း စစ်တပ်ကတကြံကာလအပြည့်ခက်ရစရေးကိုကြီးညာထားတော်လဲတိုက်ခိုက်ခံနေရကြောင်းစောမင်းထွန်းကဆိုသည် KIA အနေနဲ့ဧပြီလ13ရက်နေ့ည10:00နာရီလောက်မှာဗမော်မင်းလာရက်ကွက်မှာရှိတဲ့လူနေအိမ်ခြေရီနဲ့တပ်မတော်ရဲ့ကင်းစခန်းတစ်ခုကိုလာရောက်ပစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်။ PDF KNU အနေနဲ့ဧပြီလ13ရက်နေ့မနက်9:00နာရီမှာဘောလက်ခဲမှာရှိတဲ့လုံခြုံရေးစခန်းတစ်ခုကိုဒရုန်းနဲ့လာရောက်တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။ KNU အနေနဲ့ ဧပြီလ12ရက်နေ့ည12နာရီအချိန်လောက်နဲ့ဧပြီလ13ရက်နေ့ည9နာရီခွဲလောက်မှာထိတာစခန်းကို drone ဘုံတွေ drone တွေနဲ့လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ drone ဘုံ80ကျော်လောက်ပစ်ခတ်တာတွေ့ရပါတယ်။ဧပြီလ13ရက်နေ့နေ့လယ်တနာရီခွဲမှာမြင်းမှုအလာကပကြေးရွာမှာမြင်းမှု PDF အဖွဲ့တွေအလာကပကြေးရွာမှာရှိတဲ့လူနေအိမ်ခြေတွေနဲ့လုံခြုံရေးစခန်းတစ်ခုကိုလာရောက်ပစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်။ အလားတူဆလင်းဘက်မှာညနေ၄နာရီခွဲလောက်မှာတစ်ခေါက်တောင် လုံကြုံရေးစခန်းကိုဒရုန်းနဲ့လာရောက်ပစ်ခတ်ကြောင်းတွေ့ရှိရပါတယ်ဟုဇော်မင်းထွန်းကပြောဆိုသည်တို့ရတွင်အကြမ်းဖက်စစ်ကောင်စီ၏ပြောခွင့်ရပုဂ္ဂိုလ်ဇော်မင်းထွန်းကစစ်တပ်ကစစ်ကြောင်းထိုးနေမှုများ၄ကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍တစုံတရာထုတ်ဖော်ပြောဆိုခြင်းမပြုဘဲဂျင်းတို့ကသာတစ်ဖက်သက်အတိုက်ခိုက်ခံနေရသည့်ပုံစံသတင်းထုတ်ပြန်ထားသည်ကိုတွေ့ရသည် အကျန်းဖက်စစ်ကောင်စီကတကြံကြိုးနေမှစတင်ပြီးတကြံကြနေသည့်ရခိုင်စကိုင်းမကွေးပြဘူး